တိုင်းရင်းသားတိုင်းဝမ်းများအတွက်ဝန်ကြီးဌာနနှင့်မြို့သားရေးဝစီမံခွဲခွဲမှုအေဂျင်စီတို့သည် e-video series များကိုဖန်တီးရန်တူတကွလှုံ့ဆော်ခဲ့ကြသောကြောင့်မတူညီသောသဘာဝဘေးအန္တရာယ်များနှင့်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်ဖြစ်ပေါ်လာသည့်အခါမီတို့တုံ့ပြန်ရမည်ကိုကျွန်ုပ်တို့၏တိုင်းဝမ်းများသိရှိနိုင်ပါသည်အရေးပေါ်အခြေအနေများသည့်အချိန်မီနေရာမြင့်ဖြစ်ပွားနိုင်သည့်ရင်းတွင်ငလင်းလှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းများ၊ဆူနာမီ၊မီးလောင်ကျွမ်းမှုနှင့်မီးလောင်လှုပ်ရှားမှုတို့ပါဝင်နိုင်သည်။ အရေးပေါ်အခြေအနေကြုံလာသောအခါအရက်ဘက်ကကွယ်ရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်းဖွဲ့များသည်အကူအညီလိုအပ်ဆုံးလူများကိုကူညီရန်မအားလက်သဖြင့်တင်ကိုရိုင်းနှင့်တင့်မီသားစုကိုပြည်သူစောင့်ရှောက်ရေးအတွက်အစီအစဉ်ရှိရန်အရေးကြီးပါသည်ဒီဗီဒီယိုမှာငလျင်လုံရင်ဘာလုပ်ရမလဲဆိုတာကိုရှင်းပြထားပါမယ်အော်တေရာနယူးဇီလန်သည်အာပြင်ပီပျက်စီးနိုင်သည့်ငလျင်များကြုံတွေ့နိုင်ခြေရှိသည်ငလျင်များလှုပ်ပြီးနောက်တွင်လည်းအချိန်တစ်ခုကြာမြင့်သည့်အထိနောက်ဆက်တွဲငလျင်ငယ်များဖြစ်ပေါ်လာနိုင်သည် မြင်းကလေးလှုပ်မိအချိန်ကိုတင်မခံမနိုင်တော့လဲတင်ကိုယ်တိုင်နဲ့တင်မိသားစုကာကွယ်နိုင်ပါသည်ငလျင်မလုတ်ခင်ပြုတ်ကျနိုင်သောအရာများကိုပြုတ်ပြင်ခြင်းသို့မဟုတ်ချီနှောင်ထားခြင်းဖြင့်တင့်အိမ်အပေါ်ဖြစ်ပေါ်လာနိုင်သည့်အကျိုးသက်ရောက်မှုကိုရှော့ချပါငလျင်လှုပ်နေစဉ်တယောက်ရှိသည့်နေရာတွင်ရက်တက်မှာအကာအကွယ်ယူပါမြင်းအောင်ကြိုက်ထားပါမိုးကအောက်တွင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေငလျင်လှုပ်ချင်းရက်တန်သွားသည့်အထိဒူးခွေးထိုင်ချပြီးခေါင်းနှင့်လေပင်ကိုလက်များဖြင့်ကာကွယ်အုံမိုးထားပါ ထိုင်ချအကာအကွယ်ယူထိန်းကန်ထားပြုလုပ်ခြင်းဖြင့်တင့်အားလွင့်စင်ပြုတ်ကျလာသောအရာဝတ္ထုများနဲ့ထိခိုက်ခြင်းကိုနည်းစေပြီးတင့်အူကောင်လယ်ဘေးနှင့်အရေးကြီးကိုရင်းအင်္ဂါများကိုကာကွယ်ပေးပါသည်။ရိုင်နှင့်လှုပ်ရမ်းနေသောတံခါးချက်များသည်ထိခိုက်ဒဏ်ရာပိုဖြစ်စေနိုင်သဖြင့်ခိုင်ခန့်မှုမရှိသောအိမ်တကားဝတ်များကိုရှောင်ပါပြိုကျလာသောအုတ်ခဲများမှန်စများနှင့်ထိခိုက်မိနိုင်သဖြင့်အပြင်သို့ထွက်မပြေးပါနှင့် သွားလာလှုပ်ရှားမှုပြုလုပ်နိုင်မှာကကလထိုင်သို့မဟုတ်ဂရင်မော်ရင်ထိုင်မှာသို့မဟုတ်တက်နိုင်သည်များအောက်သို့နေဆင်းပြီးခေါင်းနှင့်လက်ပင်ကိုကောက်ွက်အုပ်ထားပါသို့မဟုတ် တင်တက်နိုင်သည်များအောက်ဆင်းမှာအကယ်၍တင်သည်ဘေးတက်ကလထိုင်သို့မဟုတ်ဒုက္ခကိုအသုံးပြုပါကဘီးများကိုလောချခေါင်းနှင့်လက်ပင်ကိုကောက်ွက်ပြီးနေရာမှာပဲနေပါငလျင်သည်10မိနစ်ထပ်ပိုကြလင်းသို့မဟုတ်မတ်တက်ရရန်ခက်ခဲလောက်အောင်ပြင်းထန်ပါကဆူနာမီအန္တရာယ်ဖြစ်နိုင်သောကြောင့်အသင့်ပြင်ထားသောလက်ဆွဲအိမ်ငယ်ကိုယူပြီးကုန်းမြင့်သို့တက်နိုင်သမျှကုန်းတွင်းပိုင်းသို့ရွှေ့ပါ ငလင်းလှုပ်ပြီးနောက်အပြင်ကိုထွက်မပြေးပါနဲ့သို့မဟုတ်တင်သည့်ဆူနာမီဘေးလွရာသို့ရှေ့ပြောင်းနေထိုင်သည့်ဇုံတွင်ရှိနေပါကသို့မဟုတ်ထင်ရှားသောလက္ခဏာများမပြပါကအဆောက်အုံမှချက်ချင်းရွှေ့ပြောင်းထွက်ခွာရန်မလိုအပ်ပါရေလျှက်စစ်နှင့်သဘောတငွေကိုညွှန်ကြားချက်တိုင်းပိတ်ထားပါ တန်ငွေနဲ့ရရင်အငွေမုတ်ထုတ်တန်သို့မဟုတ်တရှက်ရှက်မြည်တန်ကြားလျင်ပတင်းမောက်ဖွင့်ပါလူတိုင်းကိုအမြန်အပြင်ထွက်စေပြီးတက်နိုင်သမျှတန်ငွေလိုင်းကိုပိတ်ပါမိပွားများပြက်တောက်နေသောဝါယာကြိုးများသို့မဟုတ်လျှက်စစ်ပလန်းများပျက်စီးချောင်းတွဲရှိပါကအန်ရည်ကင်းချောင်းတည်ကြလျင်လျှက်စစ်မိန်ခလုတ်ကိုပိတ်ပစ်ပါအပျက်စီးပိုင်းစာများကြောင့်ထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်ရန်တင့်လက်မောင်းနေခြေထောက်များကိုဖုံးအုပ်သည့်အကာအကွယ်ဝတ်စားများဝတ်ဆင်ပါ အရေးပေါ်ခေါ်ဆိုမှုတွေဖုန်းလိုင်းများလွယ်ကူစေရန် ဖုန်းခေါ်ဆိုခြင်းစာဆိုရှယ်မီဒီယာသို့မဟုတ်စာသား message များကိုသာအသုံးပြုပါတဲ့အိမ်ငွေရိတ်ဆက်များကိုအနည်းငယ်မှကာကွယ်ရန်နဲ့အခြားသူများကိုလည်းကာကွယ်ရန်ထိန်းချုပ်ထားပါငလျင်လှုပ်ခြင်းသည်မြေပြိုခြင်းကိုဖြစ်စေနိုင်သောကြောင့်မြေပြိုခြင်း၏သတိပေးလက္ခဏာများကိုလည်းသိထားသင့်ပြီး၎င်းတို့ကိုမြင်ပါကလျင်မြန်စွာဆောင်ရွက်နိုင်ပြီဖြစ်သည်တောင်ဆောင်များ၏အောက်ခြေတွင်ချော့ကြခြင်းကြောက်တုံးပြိုကြခြင်း တကားများနဲ့ပြတင်းပေါက်ပေါင်များနဲ့ပေါင်များတွေမညီပဲဟနေပါကသတိပြုပါလေကတဲ့များကုန်းပတ်များနဲ့ဝရဏများရွေရှာခြင်းသို့မဟုတ်တိမ်ဆောင်းနေသောအိမ်များရွေရှာခြင်းသို့မဟုတ်တိမ်ဆောင်းသွားခြင်းများနဲ့မြေပြင်လန်ခြေလင်လန်နေရာများနဲ့အခြားမှာကျော်သောမျက်နှာပြင်များပေါ်တွင်အကွဲကြောင်းများသို့မဟုတ်ပရင်းပေါက်များကဲ့သို့သောပြင်ဆင်မှုများကိုကြည့်ရှုပါ။တစ်ပင်များတိမ်ဆောင်းခြင်းနေရာများသို့မဟုတ်ခြံစည်းရိုးများကိုထိန်းသိမ်းခြင်း မြေပြိုမှုဖြစ်လျင်သို့မဟုတ်တစုံတစ်ခုဖြစ်လာတော့မည်ဟုတင့်ချင်မှာကအသင့်ပြင်ထားသောလက်ဆွဲအိတ်ကိုယူပါအဆောက်အုံထဲမှအမြန်ထွက်ခွာပါအရေးပေါ်အခြေအနေတစ်ခုခုပြီးနောက်မျိုးပြကာကွယ်ရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများ၏အကြံဉာဏ်ကိုနားထောင်ပြီးတင့်လုံကြုံရေးကိုအနည်းငယ်ဖြစ်စေသောသို့မဟုတ်တင့်ပိုင်ဆိုင်မှုကိုပုံမှုပျက်စီးစေသည့်မိသည့်အရာကိုမှမလုပ်ပါနှင့်။အထူးသဖြင့်တင့်အိမ်နီးနာခြင်းများကိုစစ်ဆေးပြီးတက်နိုင်ရင်အခြားသူများကိုလည်းကူညီရန်မမေ့ပါနှင့်။ တင့်အာမခံကိုပုံမှန်စစ်ဆေးပါတဲ့အိမ်အတွက်အာမခံကဘာရှိခြင်းနဲ့ဘေးရနေတဲ့တခုကြောင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ပါကတင့်အားပုံမှန်အခြေအနေတို့ပြန်လည်ရောက်ရှိစေရန်အထောက်အပံ့ပြုစေရန်အရေးကြီးပါသည်တင့်တွင်အာမခံမရှိပါက၎င်းသည်အချိန်ပိုကြမည်ဖြစ်ပြီးတင့်နှင့်တင့်မိသားစုတို့ပုံမှန်ခက်ခဲလာနိုင်ပါသည်တင့်ပစ္စည်းပျက်စီးပါကတင့်အာမခံကုမ္ပဏီတို့အများဆုံးဆက်သွယ်ပါတင့်သည်ငှားရဲနေထိုင်မှုဖြစ်ပါကတင့်အိမ်ပိုင်ရှင်နှင့်တင့်အာမခံကုမ္ပဏီတို့ဆက်သွယ်ပါ အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ခြင်းဆိုင်ရာနောက်ထပ်အချက်အလက်များအတွက် www.getready.govd.nz အရေးပေါ်အခြေအနေတွင်အစိုးရဝန်ဆောင်မှုများကိုဆက်သွယ်ရန်လိုအပ်ပြီးဘာသာစကားပံ့ပိုးမှုလိုအပ်ပါက သင်သည်စကားပြန်တအူးကိုတောင်းဆိုနိုင်သည်ကိုသတိရပါ။